ကျွန်တော်နာမည်ကစာရာကျွန်တော်ကစလို့ဆိုင်ဟောင်းတစ်ခုဖြစ်တဲ့ McDonald's ဆိုင်ကိုငှားလိုက်ပါတယ်။ကံဟောင်းကျတော့ဆက်ပစ္စည်းတွေအားလုံးကချင်းနေကောင်းနေပြီလေ။ဒါကြောင့်ဗန်ရှင်းနေနေလို့ရုံနဲ့ McDonald's ဆိုင်ဖွင့်လို့ရပြီ။ဗန်ရှင်းရဲ့လုံနေတော့သူ့ဆက်နဲ့အတန်တစ်ခုကြားလိုက်ရတယ်။အတန်လိုက်စာကြည့်တော့ Ronald McDonald ရုပ်ခုတစ်ခုကိုတွေ့လိုက်ရတယ်။ လေးတွေကျိုင်းမှာပဲလို့ကျွန်တော်စဉ်းစားမိလိုက်တယ်။အားနဲ့ဆိုင်းရက်ရှိမှထားလိုက်တယ်။ဖွင့်ကွက်နေ့ကအရင်အောင်မြင်ခဲ့တယ်။ည7:00နာရီအထိဖွင့်ထားခဲ့တယ်။အားလုံးပင်မနေကြတော့ကျွန်တော်ကညာဘက်အလက်ကြီးကိုဆုံးဖြတ်လိုက်။ဒီမျိုးလေးကလေယာစိုက်ပျိုးရေးနဲ့တော်တော်တိတ်ဆိတ်မယ်လို့ထင်တယ်။ကျွန်တော်ဖုန်းသုံးနေရော။အော်ဒါခေါင်းတော့မှကြားလိုက်ရတယ်။ကရှာကိုတော့ကြည့်တော့ဘယ်သူမှမရှိဘူး။ငါကြားမတာနေမှာပါဆိုပြီးကျွန်တော်စဉ်းစားလိုက်တယ်။ဒီတန်းပေါက်ပိတ်ဖို့လုပ်နေတော့ ကွေးနှစ်ယောက်စာရန်တစ်ခုကိုတွေးလိုက်ရတယ်။ဖတ်သွားလို့ရေးထားတယ်။ဒီမျိုးလေးကငါထင်သလိုအေးချမ်းတဲ့မျိုးလေးမဟုတ်ဘူးကျွန်တော်စဉ်းစားလိုက်တယ်။ကျွန်တော်ထိုင်လိုက်တာနဲ့ခေါင်းလုံးသံထက်ကြားလိုက်ရတယ်။တရားရောက်ကကျွန်တော်ကိုနောက်ဆက်နေတာပဲ။ကျွန်တော်ဒေါသထွက်ပြီးမတ်တက်ထားလိုက်တယ်။အဲ့ဒီချိန်မှာအယောင်ကောင်းတာဂျားတဲ့ကကလေးမလေးတယောက်ရုပ်ပြက်ဖတ်လာတယ်။ဒီကနေဖတ်သွားဆိုပြီးကျွန်တော်ကိုပြောတယ်။သူ့ပုံစံကကြောက်စရာကောင်းမှုရပြီမယ်။ကလေးငယ်လေးပါ။အဲ့ဒါနဲ့ကျွန်တော်လည်းမင်းနာမည်ကတူရဲ့ပြန်ပိုက်စာနေလား။ ငါကူညီပေးနိုင်တယ်လို့ပြောလိုက်တော့ငါနာမည်ကဆယ်လီ မင်းကားပုံကြောက်ဘူးလားဆိုပြီးပြန်မေးတယ်မင်းကကြောက်စရာကောင်းတဲ့ပုံမပေါ်ပါဘူးလို့ကျွန်တော်ကအေးဆေးစွာပြန်ပြေလိုက်တယ်သူမအယံဝမ်းနေနေပုံရတယ်သူမအများကြီးခံစားကြရမယ်ထင်တယ်ကျွန်တော်တို့စကားပြောနေတော့ဂျိုပြေဗီတင်ဘောက်ကကွဲသွားတယ်ကျွန်တော်ဂီတင်ဘောက်ကိုကြည့်လိုက်တော့ရော်နယ်မက်တော်နဲ့ကခြောက်ချားစရာပြုံးပြီးကျွန်တော်ကိုစိုက်ကြည့်မိတယ်ဒါဘာတွေဖြစ်နေတာလဲဆိုပြီးစဉ်းစားနေတော့ဆယ်လီရဲ့အော်ဟစ်တန်ကကျွန်တော်ကိုထိမ့်ရန်သွားစီတယ် မြန်မြန်ပြေးတော့ဆိုပြီးတော့လန့်អော်လိုက်တယ်။ကျွန်တော်ទុំណាကိုပြေးလိုက်သွားလိုက်။ကျွန်တော်တို့ទូលောင်ခန်းណាကိုပြေးဝင်လိုက်ပြီးမင်းဒီចောင်းសាកောင်းណែមင်းណាពងយកទុអចောင်းကိုអាចជីទីបုံយ៉ាដែរ។ទូក៏មិនភៀវ។ដូច្នេះទុំក៏លេរេះមកញោពីတော့ពិសីរីကိုស្វាច់ឆាလိုက်។ကျွန်တော်ឈិមមកផိုင်းដွဲដွဲចាឡា។ឌីសိုင်းក៏ចောင်းសាកောင်းណែលឹកវ៉ាច់ឆက်ឌីមិនပြေးនីដែរ។ဒီមင်းណាពងយកទុကိုឆောင်សូរတဲ့ទូក៏ណសូរតកောင်းលុថាគេដែរ។ទូក៏ចំមកကိုណាជិនសីគេដែរទូ។ သူကရော်နယ်မက်ဒေါ်နယ်ဝတ်ဆောင်ဝတ်ပြီးကျမအဖေလုံများနေတဲ့ချိန်မှာစိုင်းကိုလာတတ်တယ်။တနေ့မှရှောင်းကကျမအဖေစာအင်ညာပို့ပေးမယ်လို့ပြောတယ်။ကျမသူနဲ့လိုက်သွားခဲ့တယ်။ဒါပေမဲ့ကျမအိမ်ကမဟုတ်ပဲပေါ်ဝေးတဲ့နေရာတစ်ခုကိုခေါ်သွားတယ်။တဖြည်းဖြည်းညနေလာတော့ကျမထွက်ပြေးဖို့ကြိုးစားပေးမိ။သူကကျမကိုဖမ်းချုပ်ထားတယ်။ကျမအရန်ကြောက်သွားတယ်။သူကျမကိုအရန်ရရဆက်ဆက်နာကျင်စေခဲ့တယ်။ကျမဝန်ကြီးကခဏကိုကထွက်သွားတယ်။ ကျမတည်သွားပြီဆိုတာသိလိုက်ရတယ်။ကျမဖေကရှောင်းကျမကိုလာကျင်သေးတယ်လို့ထင်ခဲ့တယ်။ဒါပေမဲ့အထောက်အထားမတွေ့တော့ကျမဖေကရှောင်းကိုဒီဆိုင်ရှိမှာပဲတက်ခဲ့တယ်။အဲကြောင့်ကျမဖေထောင်ကျသွားတယ်။ဒီလူကမျက်နှာဖုံးရုပ်ထုတဲ့ပုံဝင်ပြီးကျမကိုခြောက်လန့်တယ်။ဤဆန်ပေးရတဲ့အကြောင်းကဒီလောက်ကြောက်ရွံ့ကောင်းလို့ဆိုတော့မြုံနိုင်ကြပါပဲ။သူ့လုံးမဲ့နှကားကြီးကဝုန်းဝန်းနဲ့ပိတ်သွားတယ်။ဆယ်လီစိတ်မပူနဲ့ငါဒီမှာရှိတယ်။ကျွန်တော်ဆယ်လီကိုအားပေးငါ့ကိုကန်ဖွင့်လိုက်တာနဲ့ ចောင်းមកផ្ွက်មិញណាភូមិមក6ឆ្វះសារយីកានេះបោះឡាដែរទូកខយឿតែមិញណាភូមិមិនហូតទៅទូយឯត្រឹមមកណាសូរកងឈីនីវិញកលុរីកោដុក្ខពីនីថាដែរវិញបើទូកុំមកណោតែណាជាអំលោណៃពីអោខ្ញុំទូកងកងឆៃខ្វែលៃពីនេះមិញណាភូមិយុទ្ធកាវិញមិនសៃពីទូပြောင်းနေတဲ့បងសានកពពីរចောက်សារកောင်းឡាကျွန်တော်လည်းသူ့ကိုတိုက်ခိုက်လိုက်တယ်။ဒီညဉ့်ညနေဆောင်ကိုအမြဖြက်စီပြမှာဖြစ်မယ်။ကျွန်တော်သူ့ကိုအမုန်းလိုက်ခက်တော့လောက်လိုက် နောက်ဆုံးမှာမျက်နှာဖုံးရုပ်တုလုံးဝဖြစ်စည်းတာခံလိုက်ရတယ်။တနားစရာဆယ်လီလေးကကျွန်တော်ကိုဖတ်ထားတယ်။ခုဆိုသူမှကောင်းမွန်စွာအနားယူနိုင်ပါပြီ။ဆယ်လီရဲ့ဝိညာဉ်အေးချမ်းကိုကျွန်တော်ရဲတွေကိုဖုံးသက်ခေါ်လိုက်တယ်။သူမှအလောင်းမြုပ်ထားတဲ့နေရာကိုဆယ်လီကို လိုက်ပြခိုင်းပြီးသူ့ခေကိုလည်းအတီပိပိခေါ်လာခဲ့တယ်။စိတ်မကောင်းစရာကဒါက23နှစ်ကြာပြီးတဲ့နောက်သူမရဲ့အလောင်းကိုတွေ့ရှိခဲ့တာပါ။သူ့ဖေဟိုကြီးကသမီးလောင်းကိုဖက်ထားပြီးဝမ်းနဲ့နေတာကိုမြင်ရတော့ကျွန်တော်ရင်ထဲမှာနာကျင်သွားတယ် ။ဒါကသူ့အတွက်နောက်ဆုံးနဲ့သိမ့်မှုတစ်ခုပါပဲ။သူနောက်ဆုံးတော့သူတမိနဲ့တွဲခင်ရသွားတယ်။ကျွန်တော်အတက်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်လုပ်ပေးခဲ့ပါတယ်။နှက်ဆက်ပါတယ်ဆယ်လီ။အေးချမ်းစွာအလားယူပါတော့။ကျွန်တော်သတိရလာတော့နှခင်းပြက်တစ်ခုပေါ်မှာရောက်နေတာကိုသိလိုက်ရတယ် ခနာကိုကချမ်းစိမ့်စိမ့်နဲ့တဘောလုံးကောင်ပြင့်နေပန်းချံမီရဲ့လင်းရောင်ကြောင့်ရေးတွေကကြောက်ရွံ့ကောင်းနေခနာကိုကရပ်ပေါင်းများစွာဒီမှာလဲနေကြရခိုက်ခဲနေတယ်ဝတ်စားတွေကညက်ပတ်ပြီးနန်းစောနေတယ်ဒါပေမဲ့ဘာလို့ဒီလိုဖြစ်သွားလဲမှတ်မမိတော့ဘူးဘဝကရုပ်ရဲ့အစားကနေပြန်စားလိုက်ရသူခံစားလိုက်ရတယ်အလုံးမရှိနေရာမရှိမိတ်ဆွေတွေလည်းရှိမနေဘူးဒီလိုနဲ့နိုင်ပေါင်းများစွာဥတီရမယ်ရှောက်လန်းခဲ့တယ်နောက်ဆုံးမှာတွေးလိုက်ရတာက တိုက်တန်းကြီးနှစ်ခုကြားတဲ့က ညှိုးငယ်နေတဲ့အဆောက်အုံကလေးလေးတစ်ခုရတဲ့ပေါက်မှာရိုးရိုးလေးကတ်ထားတဲ့ဆိုင်းဘုတ်တစ်ခုကငါရဲ့အာယုံကိုဆွဲဆောင်လိုက်တယ်။ခန်းကားမီဈေးချိုစီတခြားသွားဆန်နေရာလည်းမရှိတော့စကားကိုခောက်လိုက်တယ်။အိမ်မန်ရှင်ကတကားဖွင့်ပြီးတော့ပေါင်နေတဲ့လမ်းမီအောင်မှသူမရဲ့မျက်နှာကကျူကက်ပြီးရောဖြစ်နေတယ်။သူမငါ့ကိုတစ်စက္ကန့်လောက်ကြည့်နေပြီးမှမင်းကငါရှင်ကတိတ်ခဲ့တဲ့သူတယောက်နဲ့တူတယ်။ဘာပဲဖြစ်ဖြစ်ဝင်လာခဲ့ငါအခန်းပေါ်အစ်စ်လုံးနေတာသူမပြောတဲ့စကားကချုံငိနေသလိုပဲ။ ငါတတိတော့ထားတဲ့လေလို့ထင်ဒါပေမဲ့ရဲစွားရမှန်းမသိတဲ့လူတယောက်တည်းဒါဟာကောင်ရိုးတမင်းဆိုလဲမမှားဘူးဒီတိုက်ခန်းကတန်ရှင်းလို့နဲ့နည်းနည်းလေးစိတ်မသက်မသာဖြစ်စရာပါအနည်းငယ်တော့ပကြီးကားတွေရွရွအထက်ပရိဘောကတွေလူမနေတယ်လို့ဖြစ်နေတယ်ဒါပေမဲ့ရပောင်းများသောဘဝထဲမှာနင်းမြုပ်နေပြီးခံစားရပြီးတဲ့နောက်ဒါဟာငါ့အတွက်ခိုးလုံရတစ်ခုပါပဲဒီခန်းကဈေးချိုတယ်လို့ကလန်ရာကပြောပြီးမြင်သူမရဲ့မျက်လုံးတွေကငါ့ကိုမျက်ချိမပြတ်စောင့်ကြည့် ဒါပေမဲ့သူ့မှာစီကန်းချက်တချို့ရှိနေတယ်။ငါကောင်းငင်မိစာချုပ်ကိုလက်မှတ်ထိုးတာနောက်တနေ့မှပြောင်းလာခဲ့။ဒုတိယနေ့မှရေကက်တက်တာပေါ်မှာစီကန်းစာရွက်တစ်ခုကိုတွေးလိုက်ရတယ်။ညတနင်္လာပိုင်းဧည့်သည်မထားရ။ကလန်ဒါရဲ့ဖြန်းကိုဘယ်တော့မှမဝင်ရ။ဝကြီးကားတွေကိုမဖြည့်ရ။မဆွေ့ရ။စီကန်းတွေကနည်းနည်းထူးဆန်းနေပြီနဲ့။တိတ်ပြီးတော့လည်းပုံမှန်မဟုတ်ဘူးလို့မထင်မိဘူး။ကလာရာကနည်းနည်းတော့ထူးဆန်းနေ။ဒါပေမဲ့သူမကကျင်လာတတ်တယ်။လူလည်းတကူရီမောတတ်တယ်။တစ်ခါတလေညစာချက်သွေးတယ်။ ီနေရာကတိတ်ဆိတ်ပြီးအေးချမ်းတယ်။ဒါပေမဲ့တစ်ခုခုကမှားနေတယ်လို့ပဲ။ဘာမှပေါထုံနိုင်တဲ့အရာတစ်ခုရှိနေတယ်လို့ခင်မိတယ်။အဲ့ဒီလိုနဲ့သူစားတဲ့အရာတွေစဖြစ်လာတယ်။ပြညမှာငါမိဖို့ကြောင့်ကပကံတစ်ခုကိုဘေးစင်ပေါ်မှာတင်ထားခဲ့တယ်။နောက်နေ့မနက်မှာအဲ့ဒီပကံကငါအဲ့ရပေါ်မှာတွေ့လိုက်ရတယ်။ဒေးတိုက်ပြီးလွင့်လာတာညီမပါဆိုပြီးကလေရာကရည်စရာတစ်ခုအနေနဲ့ပြောတယ်။ဒါပေမဲ့သူမရဲ့ပြောင်းနေတဲ့မျက်နှာကခုခုကိုပုံွက်ထားသလိုပဲပြီးတော့မိတ်ဆွေတယောက် မနက်ကလက်ဖက်ရည်တပ်ပို့လာတယ်။နိုင်ပိုင်းကွင်းမှာပဲအဲ့ဒီလိုအလွန်မဲ့အမ်းပြီးတော့တတိရက်သွားတယ်။ကလာရာကတံမကောင်းလို့ပဲလို့ပြောပြီးရှော့ချလိုက်။ဒါပေမဲ့ခုခုကငါ့ကိုဆွဆွမြဲမြဲသတိပေးနေဒါဟာမယူတာဘူးဆိုတဲ့တန်တရားတစ်ခုကကြီးထွားလာတယ်။ငါကိုနီးကိုဟန်နဲ့တိုက်ခတ်ဖို့ဆုံးဖြတ်လိုက်။ငါမိတ်ဆွေအနှံ့ငယ်ကိုဖိတ်ကြပြီးညတနာရီနောက်ပိုင်းအဲ့တဲ့မထားရဆိုတဲ့စီးကန်းကိုချိုးပေါက်လိုက်။လာရာကစကားတစ်ခုမှမပြောဘူး။တောင်းတနေရာမှာထားပြီးကြည်နေတယ်။မတော်တဲ့ငယ်ချင်းတွေစကားပြောနေတော့ အမိတ်ရှေအားလုံးကငါ့ကိုပြဿနာရှာကြတယ်။အခုမကျင်နဲ့သွားလည်းမဖြစ်ဘူး။ငါထင်တော့ကလာရာနဲ့စိတ်ညှုပ်ပြီးထမ်းညှုပ်ခံလိုက်ရပုံပေါ်တယ်။သူတို့အားလုံးထွက်သွားပြီးကလာရာကငါ့ကိုစကားမပြောတော့ဘူး။ငါပို့ပြီးအထီးကျန်လာတယ်လို့ခံစားရလို့မှတ်နှကောင်ဝင်လိုက်တယ်။သူတို့ရဲ့နာမည်ကဂျူလီယာနဲ့ကလဲရယ်။ကလာရာကသူတို့ကိုမကြိုက်ဘူးထင်တယ်။သူမရဲ့နေလုံးတွေကသူတို့အိမ်ကိုဖျက်သွားတိုင်းငချင်မနဲ့ဖြစ်နေတာပေါ်လွင်းနေ။နောက်တနေ့မှငှက်အိမ်ကိုခွင့်ရတာတွေးလိုက်ရတယ်။ အငွေးတွေနဲ့ကျမ်းမြေမှာပြန်ကျမ်းနေမျက်နှာကောင်လည်းပျောက်နေတယ်။မာတော်တော်လေးဒေါသထွက်သွားတယ်။ကလရာအပြင်သွားတဲ့အချိန်ကိုစောင့်ပြီးသူ့အထူးသားမြင့်ထားတဲ့အရာတစ်ခုကိုလှုပ်လိုက်တယ်။အဲ့ဒါကတော့ငါသူမရဲ့ခန္ဓာကိုဝင်လိုက်တာ။ခန္ဓာကလေတုကထူထပ်ပြီးအသက်ရှူရကြက်စီ။ကောင်းလန်တွေကကျမ်းမြေမှာအေးပေါ်ကြနေတယ်။ငါမဖတ်တတ်တဲ့ဘာသာစကားတွေနဲ့ရေးထားတဲ့စာအုပ်တွေကဝန်းရံနေတယ်။ပြီးတော့ငါသူတို့ကို တွေးလိုက်ရတယ်။အကြီးကားတွေဒါဇင်နဲ့ချီပြီးနေရာနေမှာချိန်ဆွဲထားတယ်။ ူးစန်းနာကဒါရီအားလုံးကငါးကုံတွေဖြစ်နေတယ်။ကိုနှပုံမှာငါးနှလုံးတွေကခြိုက်ခွက်နေပဇက်ထဲမှာပိုးကောင်တွေလှုပ်ရှားနေအခနာကူကဆက်ဆုပ်ခွဲပုံကံတွေနဲ့ပုံပြက်နေဗကြီးကားတွေကိုကြည့်ရင်ငါလက်တွေတုံးနေရဲ့ဒီပုံတွေကိုကြည့်ရင်ဘလို့ယူတတ်တဲ့ဂိမ်းရဲလို့တွေးမိခဲ့ဒီချိန်မှာတကားခွန်တန်ကိုကျဲလောင်စွာကြားလိုက်ရတယ်ဆက်ကြည့်လိုက်တော့ကလာရာကအဲ့ဒီမှာရက်နေလိုက်သူမရဲ့မျက်နှာမှာပြပြင်းချင်းပြုံးနေတဲ့အမူအရာတစ်ခုဖြစ်ပေါ်လာတယ်ငါမဝင်နဲ့လို့ပြောထားတယ်မလားသူကနုညံ့စွာပြောပေမဲ့ သူ့ရဲ့မျက်လုံးတွေကအရန်ဒေါသထွက်နေတယ်လို့ပဲဒီလိုနဲ့ငါတို့စကားများကြတယ်ငါသူမကိုအော်ဟစ်ပြီးတပွဲပေါ်ကမြင်းရင်ကိုကောက်ယူကသူ့ရဲ့ခေါင်းကိုပြစ်ပေါက်လိုက်တယ်သူကရက်နေပြီမဲ့မြင်းရင်ကသူ့ခန္ဓာကိုယ်ထဲကပေါက်ကပ်ပြီးနေရာကိုခိသွားတယ်ရုံနိုင်တော့အောင်ကြောက်စရာကောင်းတဲ့ဖြစ်ပြက်ပဲငါနဲ့ရှေးတကားကိုပြေးပြီးလွတ်ကိုကြိုးစားကြည့်တယ်ဒါပေမဲ့တကားကဖွင့်မရဘူးဘလောက်ပဲဆွဆွမှလို့ဘူးတိုက်ဆန်းကိုယ်တိုင်ကငါ့ကိုပိတ်မိနေကြလို့ပဲအဖြစ်ဖြစ်နဲ့ကလရာငါနောက်ကိုရောက်လာတယ် မင်းဟုတ်တယ်မမမိသေးဘူးလားသူမကတူတူလေးပြောလိုက်တယ်သူမရဲ့အသက်ရှူတန်းတွေကငါရေသားပေါ်ကမွေးညင်းနေတောင်ထောင်းလာတယ်မင်းသေးပြီလို့လာပေါင်းများကရှိနေပြီငါမင်းကိုထဲတာနေတိုင်းမင်းဒီနေရာကို ပြန်လာတယ်ဒီနေရာကနေထွက်ဖို့ကြိုးစားတယ်ဒါပေမဲ့မင်းမဖတ်နိုင်ဘူးမင်းကဒီအချိန်တစ်ခုကြားထဲမှာပြိမ့်မိနေတာသူမရဲ့စကားလုံးတွေကကျွန်တော်တစီငါကိုဝင်တိုက်လိုက်သူခံစားလိုက်ရတယ်ငါသေးတယ်ဆိုတာမဖြစ်နိုင်ဘူးငါနောက်ပြန်ဆုတ်သွားတယ်အဲ့နှလုံးထဲမှာမြင်အောင်လာတယ် ရှင်မတဲကိုတခုခုစိုးဝင်လာတဲ့ခံစားချက်လိစက်တဲ့အမောင်ကငါ့ကိုဝါမျိုးသွားလိုက်တာအဲဆိုငါကဘာဖြစ်သွားတာလဲကလရာကတပြင်းချလိုက်ရင်သူမရဲ့မျက်နှာမှာပေမန်းနောနယ်မှုတချို့ဖြတ်တန်းသွားတယ်မင်းဘာလို့အချင်းချင်းပြန်လာနေရတာလဲငါမသိဘူးအဲဒါပေမဲ့မင်းလာနေတော့မင်းရုပ်ပြငါကောင်းနောက်ဖက်ကနေငါချင်းမှုတခုခံစားလိုက်ရတယ်လုံးနဲ့ရိုက်ခံလိုက်ရတယ်လို့ပဲခန်းကလဲနေငါကြမ်းမြေမဟုတ်ဘူးရဲကြသွားတယ်ငါအမြင်အာယုံတွေမှုံဝါလာတယ် နောက်ဆုံးချိန်တွေမှာကလေရာကငါ့အပေါ်မှာရက်နေကမြင်လိုက်ရတယ်။သူ့မလက်ထက်မှာကွဲနေတဲ့မြင်းရင်တစ်ခုကိုကင်ထားပြီးအဲ့ဒီကနေတွေးတီကြနေ။အဲ့ဒါငါတွေးတီ။သူ့မဒူးထောက်လိုက်တယ်။သူ့မရဲ့မျက်နှာကငါ့ရဲ့မျက်နှာနဲ့လက်မအကွာမှာပဲ။ကလေရာကခေါင်းကုန်ကုန်ပြီးဖြည်းဖြည်းလေးပြောတယ်။ငါအခန်းထဲကိုမဝင်ခဲ့ရင်ကောင်းပါနဲ့။ သူ့ကိုကျွန်တော်တစ်သလုံးရှာခွေနေသလိုခံစားရတယ်။ကျွန်တော်ကအင်းကြီးချင်းဘေးရနိုင်ငံရဲ့မြန်သမီးရဲ့သူမရဲ့အလားတရားအကြောင်းစကားတွေကတန်နိုင်ငံလုံးမှာမီလီယံလို့ပြန့်နှံ့နေခဲ့တယ်။ဒါပေမဲ့သူမရဲ့ရဲတိုက်ကိုတန်တမန်ခင်းစင်ဖြစ်သွားခဲ့တဲ့အချိန်မှာတော့သူမကိုပထမဆုံးချိန်မြင်မှုခဲ့တယ်။ဒါကခဏလေးပဲဖြစ်သွားခလာဖြစ်တဲ့အခိုက်အတန့်လေးတစ်ခုသာ။ဒါပေမဲ့အဲ့ဒီတခဏမှာပဲကျွန်တော်နှလုံးသားကသူမစိတ်ကိုရောက်ရှိသွားခဲ့တယ်။သူမကကျွန်တော်မြင်မှုသမျှဘယ်သူနဲ့မှမတူဘူး။ ချဉ်ချယ်မှုနဲ့ကြက်တည်ရှိတဲ့ပုံရိပ်တစ်ခုပါကြာခင်မှာပဲသူမရဲ့နိုင်ငံကိုပြန်သွားခဲ့တယ်ဒါပေမဲ့ကျွန်တော်မြင်ခဲ့တဲ့ Snow White ကရဲတိုက်ထက်မှမရှိတော့ဘူးစေကန်နေစီကတီတိုးစကားတွေကြားခဲ့ရမကောင်းဆိုးဝါးမိဖုရားရဲ့ចောင်းမှတ်ဖွယ်ခြင်းစာတစ်ခုအကြောင်းသူတို့ပြောတာက Snow White ဟာမိဖုရားရဲ့မော်တက်နဲ့ခြင်းစာတင့်ပြီးပျောက်ဆုံးသွားတယ်လို့ဒါပေမဲ့သူမရဲ့ကံကြမ္မာကမသေးကြဘူးအသက်ရှင်နေသေးလားသေးပြီလားဘယ်သူမှအတိအကျမသိကြဘူးကျွန်တော်သူ့ကိုရှာခွေရမယ် ။သူမခံစားနေရတာကိုတွေးမိတိုင်းသူမကိုဆုံးရှုံးသွားနိုင်တဲ့အသေးကကျွန်တော်ကိုအသက်ရှင်နေသမျှကာလပတ်လုံး၆လနေခဲ့တယ်။ဒါကကျွန်တော်အတွက်တစ်ခုတည်းသောတွေးစရာဖြစ်နေခဲ့တယ်။ဒါကြောင့်ကျွန်တော်လက်ရှိနဲ့တော်တွေကိုကြီးခတ်ခဲ့တယ်။သူမကထိုးစမ်းတဲ့မော်အိတ်ဆက်မှုတစ်ခုနဲ့လဲနေတယ်လို့ကြားခဲ့ရတယ်။ဒီရင်ကသူမကိုကာကွယ်ပေးခဲ့တဲ့ယူပူလေး9ယောက်ကစောင့်ကြနေတယ်လို့လည်းသိခဲ့ရတယ်။တောအုပ်ထဲကိုရောက်တဲ့အခါကျွန်တော်နှလုံးသားကတထင်းထင်းခုန်နေခဲ့တယ်။သူမအဲ့ဒီမှာရှိနေတယ် ဖန်ပေါင်းကြောင်တစ်လုံးလက်မှာသူမရဲ့ခန္ဓာကိုယ်ကချမ်းရဖြစ်စင်းမှုကိုမခံရသေးဘူးစနိုးဝဲဟာအိတ်နေတယ်လို့ပဲသူမရဲ့အလားအပါကတေချင်းတရားကတော့မဖြစ်စင်းနိုင်ခဲ့ဘူးသူမရဲ့အသားရည်ကစင်းနေလို့ဖြူနှာခမ်းကတွေးလို့ညီဒပင်ကတေချပိုးလို့မဲပြီးသူမကပြည့်စုံနေတယ်ကျွန်တော်နှလုံးသားကရီမန်းချက်နဲ့ပြည့်လာခဲ့တယ်လူပူလေးတွေကပြောတယ်တက်ဆာရှိသောချစ်ချင်းမြတ်တရဲ့နန်းချင်းကတော့ဒီချင်းစာကိုဖက်နိုင်တယ်လို့ကျွန်တော်မတုံ့ဆုပ်ခဲ့ဘူး ချဲ့ကိုတက်လန့်ပြီးကန်ချမရဲ့ဖြည်းစည်းမှုကိုခန်းစားရင်းနဲ့သူမရဲ့ဘေးမှာဒူးထောက်ခဲ့တယ်။သူမရဲ့အေးဆက်နေတဲ့နှခမ်းလေးတွေကိုနန်းဘုံနှခမ်းတွေကိုနှိမ့်ချလိုက်တယ်။ဒါပေမဲ့နန်းလိုက်တဲ့ရတာကမှားယွင်းနေရင်သူမရဲ့နှခမ်းတွေကရေခဲလိုအေးနေရေခဲအိုင်တစ်ခုရဲ့နွဲ့နဲ့တွေကိုနန်းနေရတယ်လို့ပဲ။ဒါပေမဲ့ကျွန်တော်ဘာမှမမှားဘူးလို့ညင်းခဲ့တယ်။ဒါကရှင်အောင်ပုံမြင်တဲ့ပုံပါ။ကျွန်တော်ကသူမရဲ့မင်းသားကျွန်တော်နန်းချင်းကသူမကိုနိုးစင်မယ်။ဖြစ်ရင်ကျွန်တော်တို့ဟာသာဝရပြောရှင်းစွာနေထိုင်ကြမယ်။ လူပုလေးတို့ကတိတ်ဆိတ်စွာကြည့်နေကြတယ်ကျွန်တော်စောင့်နေခဲ့တယ်ဒါပေမဲ့ဘာမှမဖြစ်ခဲ့ဘူးမချောင်းလေးတွေမလှုပ်တလို့အသက်ရှူလာတာမရှိသူမကညင်နေတော့မယ်ကျွန်တော်လက်မခံနိုင်ဘူးကျွန်တော်ကသူမကိုတည်တင်ဖို့ဖြစ်ရမယ်ဒါကြောင့်သူမကိုဖန်ပေါင်းကြောင်တွေကနေထုတ်ယူခဲ့တယ်သူမရဲ့အားနည်းနေတဲ့ခန္ဓာကိုယ်ကိုကျွန်တော်နိုင်ငံကိုပြန်သေးခဲ့တယ်သူမကိုကျွန်တော်ရဲ့မိဖုရားဖြစ်ကျင်ညာခဲ့တယ်ဘယ်သူမှကန့်ကွက်ကြမဲ့သူမရှိခဲ့ဘူးဒါပေမဲ့ကားပယ်ပြီးတီတိုးစကားတွေပြောကြတယ်တခုခုမှားနေတယ်လို့ သူတို့နားမလဲကြဘူးကျွန်တော်ဘာခံစားနေရတယ်ဆိုတာသူတို့မသိကြဘူးကျွန်တော်ဒီမတ်ကိုချစ်တယ်ဒီမတ်ကကျွန်တော်ရဲ့ဆင်းလို့ဝိုက်ဘာမှပြောင်းလဲသွားလို့မရဘူးနန်းတော်မှာကျွန်တော်ဒီမတ်ကိုအလားဆုံးဝတ်ဆောင်နေဝတ်ဆင်ပေးတယ်ကျွန်တော်နဲ့တူသပွဲမှာထိုင်နေတယ်နည်းနည်းတိုင်းဒီမတ်ရဲ့သပင်ကိုပြေးပေးတယ်ကျွန်တော်ဆေးချက်ပေးတဲ့မြည်ရနေတဲ့နှခမ်းတွေကပြုတ်ခွေနေတဲ့အသားရည်ပေါ်မှာပိုပြီးခင်ရှားနေတယ်ဒီမတ်ရဲ့အလားတရားကိုအမျက်ခိုင်းသိမ့်ထားခြင်းဒါပေမဲ့ဒီမတ်ကဘယ်တော့မှမလုပ်ဘူးဘယ်တော့မှစကားမပြောဘူး သူမရဲ့အေးဆက်နေတဲ့မျိုးလုံးတွေကကျွန်တော်ကိုငြင်းကြည့်နေတယ်။ညဘက်တွေမှာသူမရဲ့အေးဆက်နေတဲ့ခန္ဓာကိုယ်ကိုကိုွေးဖက်ထားပြီးစင်စာကျိုးပယ်သွားရင်ကျွန်တော်တို့ဘယ်လိုနေထိုင်ကြမလဲဆိုတဲ့အကြောင်းကိုဤသို့ပြောပြခဲ့။ဒါပေမဲ့ရက်တွေကြာလာတာနဲ့မျှကျွန်တော်ခန္ဓာကိုယ်မှာတစ်ခုခုဖြူးကျလာတယ်ဆိုတာသတိထားမိလိုက်။အားနည်းမှုတွေခန္ဓာကိုယ်ထဲမှာယောဂတစ်ခုဝင်နေတယ်လို့ခံစားရတယ်။စကားတော့နှုံးချတာပဲ။ဒါပေမဲ့မကြခင်မှာအနာတွေဖက်လာတယ်။ငြိရနာကျင်နေတဲ့အနာတို့ကျွန်တော်တယောက်တည်းမဟုတ်ဘူး။ ။ခြေကံတွေလည်းယောဂကူးဆက်လာကြတယ်။သူတို့ရဲ့အသားရည်တွေကွဲပြီးသွေးတွေယိုးလာတယ်။နန်းတော်ဟာပုံသွုံးနေတဲ့အိမ်တလုံးဖြစ်လာတယ်။နိုင်ငံတော်ကတီတူးစကားတွေပြန့်နှံ့လာတယ်။လူတွေစတင်ပြောလာကြတယ်။ဖနှုတ်ဝက်ကကျင်းစာတင့်နေတယ်။သူမရဲ့အသက်မရှိတဲ့ခန္ဓာကိုယ်ကယောဂတွေပြန့်နှံ့နေတယ်ဆိုပြီးတော့သူတို့ကသူမကိုဖယ်ရှားပစ်ချင်ကြတယ်။ဥမကိုကြောက်ကြတယ်။ယောဂရဲ့အစာပြိုးသူလို့ခေါ်ကြတယ်။ဥမကိုဖြည့်စစ်ပစ်ဖို့တောင်းဆိုကြတယ်။ဒါပေမဲ့ကျွန်တော်သူမကိုမပေးနိုင်ဘူး။ ။သူမကကျွန်တော်မင်းသမီးကျွန်တော်မိဖုရားကျွန်တော်သူမကိုအရာရာထပ်ပူချစ်တယ်။ဒါပေမဲ့ကျွန်တော်ခန္ဓာကိုယ်ကပို့ပြီးတော့အားနေလာ။နားတွေကဒဂိုလုံးကိုပြန်နေပြီ။ကျွန်တော်လူအုပ်ကြီးကိုစန့်ကျင်နေတဲ့အင်အားမရှိတော့ဘူး။ပြညမှာသူတို့နန်းတော်ကိုဝင်တိုက်ကြတယ်။ကျွန်တော်ရဲ့အတမ်းရှိတဲ့ခန္ဓာကိုယ်ကိုအိရာတွေကဆွဲထုတ်ကြတယ်။ကျွန်တော်အော်ဟစ်တားဆီးခဲ့တယ်။ဒါပေမဲ့အတန်းကအားနေနေပြီ။သူတို့သူမကိုတောင်းတဲ့ထက်ကိုခေါ်သွားပြီးမိတဲ့ချို့ဖို့ပြင်ဆင်ကြတယ်။ ျွန်တော်ချဲ့ရတဲ့ Snow White အဲ့လိုအပြစ်မခံရသေးခြင်းဘူးအဲ့ရတွေကနေအာနတ်နေတဲ့ခနာကိုနဲ့ထပြီးနာကျင်မှုတွေကိုဂရုမစိုက်ပဲသူတို့နောက်ကိုလိုက်ခဲ့တယ်ကျွန်တော်တောအုပ်ထက်ကိုရောက်တဲ့အခါမိတွေကသူမရဲ့အင်ကြီးအနားစားလို့ပြောစာပြုတ်နေအပူဒဏ်ကတော့မခံနိုင်အောင်ပါပဲဒါပေမဲ့ကျွန်တော်မတက်နိုင်ဘူးလူတွေရဲ့အော်ဟစ်တန်တွေကိုလစ်လျူရှုပ်ပြီးမိသားကိုဝင်သွားခဲ့တယ်။သနုတ်ဝက်ကမီလီယံတွေရဲ့အလဲမှာလဲနေတယ်။မိတွေကသူမကိုဝါမျိုးမဲ့ချင်းမာတော့ ။သူမရဲ့မျက်နှာကအေးဆေးတည်ငြိမ်ပြီးလှပနေတော့မယ်။ကျွန်တော်သူမကိုဆွဲထုတ်ဖို့လက်လန်းလိုက်ပြီးသူမကိုကိုွေးခိုက်လိုက်တဲ့အခါသူ့ရဲ့ခန္ဓာကိုယ်ကပြက်ဝဲသွားတယ်။သူမရဲ့ပြေစုံတဲ့အသားရည်တွေကကြာရေအဖြစ်ပြောင်းလဲသွားတယ်။လှပတဲ့မျက်နှာကခုံလေးအဖြစ်ပြောင်းသွားတယ်။ကျွန်တော်သူမကိုတင်းကျပ်စွာဖတ်လိုက်။သူမကပို့ပြီးတော့ပြက်ဝဲသွားလိမ့်မယ်။နောက်ဆုံးမှာတော့ကျွန်တော်ချက်ရတဲ့စနုံးဝိုက်ရဲ့ကြံရက်တဲ့ပြားတွေကိုပဲဝှက်ဖက်ထားနိုင်ရဲ့မိရန်တွေကကျွန်တော်ကိုပါဝါမျိုးသွားတဲ့အချင်းဖြစ်ပါပဲ